တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့အော်တိုဘားလ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကချင်လွတ်မြောက်နယ်မြေမှာဆရာဝန်တူနာပြုပညာရဲ့အပါအဝင်ပညာရဲ့ဆောင်တက္ကသိုလ်များကပညာသင်ယူမဲ့တော်လိုင်းကြီးចောင်းသားចောင်းသူများဖိတ်ခေါ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ကချင်လွတ်မြောက်ရေးနယ်မြေမှာ ဆရာဝန်တွနာပြုပညာရေးအပါအဝင်ပညာရေးစုံတက္ကသိုလ်အသီးသီးက2026ခုနှစ်ပညာသင်နှင့်တက္ကသိုလ်ဝင်ခွင့်တွေကိုနိုဝင်ဘာလ3ရက်နေ့မှစတင်၍လျှောက်ထားနိုင်တယ်လို့စတင်ဖိတ်ခေါ်နေကြောင်းကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူတဦးကပြောကြားပါတယ်။ကချင် State Comprehensive University ကို2020ခုနှစ်နဲ့အဆိုပါနှစ်မတိုင်မီနှစ်များမှာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီသူများနိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်များဖြစ်တဲ့ GED နဲ့ IGCSC ရရှိထားသူများ ကချင်ပညာရေးဌာနကချင် Education Department KED မှတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြည်သူများ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment BECA ကိုပဒါရက်အလုံးမှာအနိုင်ဆုံး C grade ရရှိထားတဲ့အခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်ရရှိထားသူများကချင်ပြည်နယ်ပညာရေးစုံတက္ကသိုလ်မှရှိတဲ့တက္ကသိုလ်အသီးသီးရဲ့ဝင်ခွင့်သတ်မှတ်ချက်များနဲ့ ကိုင်းကြီးသူများရှောက်ထားနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်။နေရတေသအတိတိကတော်လန်ကျောင်းသားများအလုံးကိုကျွန်တော်တို့ကျောင်းတော်ကြီးကနေနှွေးထွေးစွာကျူးစွန်နေပါတယ်ခင်ဗျာလို့ကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူကပြောကြပါတယ်။လက်တလော့အခြေအနေမှာကျောင်းဝင်ခွင့်ရရှိသူကျောင်းသားကျောင်းသူများအနေနဲ့နေထိုင်ရေးကိုကိုယ်အစီအစဉ်နဲ့ကိုယ်နေထိုင်ကြရမှာဖြစ်ကြောင်းအခက်အခဲရှိတဲ့ကျောင်းသားကျောင်းသူများအနေငယ်ကိုသာကျောင်းဘက်ကကူညီပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။ဒီမှာလာတက်ကြတဲ့ကျောင်းသားကျောင်းသူအများစုကတော့ နေရေးထိုင်ရေးကိုအစီအစဉ်နဲ့ကိုနေထိုင်ကြရပါတယ်။လောလောဆယ်မှာ accommodation အတွက်ကျောင်းသားကျောင်းသူအားလုံးကိုတည်တံ့စီစဉ်ဆောင်ရွက်ပေးနိုင်တာတော့မရှိသေးပါဘူးခင်ဗျာလို့ကချင် State Comprehensive University ကျောင်းရဲ့တာဝန်ရှိသူကပြောကြားပါတယ်။ကချင်ပြည်နယ်ပညာရပ်ဆုံတက္ကသိုလ်မှာ School of Medical Sciences, School of Nursing Sciences, School of Technology, School of Economics, School of Agriculture, School of Arts and Sciences ပါတာရများအတွက်ရှောက်ထားနိုင်မှာဖြစ်ပြီး တက်ဆိုင်ရာအကြောင်းတွေရဲ့တမတ်ချက်နဲ့ကန့်ညီသူများရှောက်ထားနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြဝတီ KK Pack မှမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံခြားသားတထောင်ကျော်လာပြီးတောင်ရင်မြစ်ဖြတ်ကူးရင်ရင်းနစ်တေးသူသုံးဦးထက်မနည်းရဲ့အလောင်းများပေါ်လာက KK Pack မှ မြို့ပြကြီးအလားကြံရစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KK Pack မှမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံခြားသားအရေးအတွက်1049ဦးရှိလာကြောင်း ထိုင်းသတင်းဌာနခေါင်ဆက်ကသတင်းဖော်ပြပါတယ်။အော်တိုဘားလ24ရက်နေ့မှာကြားဖြန့်လိန်လေသူများဖြစ်လုတ်ကင်နေတယ်လို့တန်တရားရှိတဲ့နိုင်ငံသားတထောင်ကျော်မှာမဲဆောက်ခရိုင်ကိုနေဆက်ဖြတ်ကျော်၍ထွက်ပြေးခဲ့ကြကြောင်းထွက်ပြေးသူများထဲမှာအိန္ဒိယနိုင်ငံသား399ဦးတရုတ်နိုင်ငံသား149ဦးရှိပါဝင်ကြောင်းထွက်ပြေးလာသူများထဲမှာဗီယက်နမ်ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှားနီပေါနဲ့ကမ္ဘာတဝန်းမှာရှိတဲ့အခြားနိုင်ငံအသီးသီးမှနိုင်ငံသားများလည်းပါဝင်ပြီး ထိုင်းနိုင်ငံသား32ဦးပါဝင်ကြောင်းသိရှိရပါတယ်။ထိုင်းအာဏာပိုင်တွေကထွက်ပြေးလာသူတွေရဲ့မှတ်ပုံတင်ခြင်း၊ကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးထွက်ပြေးလာသူတွေကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအရရေးရမှုများလှုပ်ဆောင်သွားမှာဖြစ်ကြောင်းကနအူးစစ်ဆေးမှုများအရဖမ်းဆီးခံရသူများထဲမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20နှစ်မှအသက်45နှစ်အကြားမှရှိတဲ့တရုတ်နိုင်ငံသားများပါဝင်ကြောင်းလက်ပွေရာနဲ့ကိုယ်ရေးအကျင့်များစစ်ဆေးမှုအရာ နိုင်ငံခြားသားများမှာရာဇဝဲမှုမှတ်တမ်းများရှိကြောင်းသိရှိရပါတယ်။ထွက်ပြေးလာသူများထဲမှာဗီယက်နမ်၊အင်ဒိုနီးရှား၊ပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားများပါဝင်ပြီး၎င်းတို့အားလုံးကိုတရားဥပဒေအရတရားစွဲဆိုရန်အတွက်ထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားမှဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအာဏာပိုင်တွေကနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရွှေပြောင်းလာသူအားလုံးအတွက်အစားအစာ၊တောက်ရည်နဲ့ စေဝါများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်လျက်ရှိကြောင်းရာဇဝတ်မှုမတ်တန်ရှိသူတွေကိုဖော်ထုတ်ရန်နှင့်လိမ့်လေလှည့်ဖြားသူများဖြင့်အတင်းအကျပ်လောက်ကိုင်းရန်အတင်းအကျပ်ခိုင်းစေခံရတဲ့လူကုန်ကူးခံရသူများကိုခွဲခြားရန်တေချာစွာစစ်ဆင်နေကြောင်းသိရှိရပါသည်။ဒါအပြင်ယမန်နေ့တောင်ရင်မြစ်ကိုဖျက်ပြီးလာတဲ့တရုတ်နိုင်ငံသားအချို့အပါအဝင်နိုင်ငံသားများမြေအတွင်းမှရင်းနှီးမျောပါသွားပြီးရင်းနှီးတိတ်ဆုံးကဒီကနေ့မှအလောင်းပေါ်လာကြောင်းလက်တလောတိတ်ဆုံးသူ၃ဦးရှိပြီး အလောင်းများလည်းရရှိထားကြောင်းထိုင်းမြန်မာနေဆက်သတင်းရင်းမြစ်များကပြောဆိုပါတယ်ရင်းအပြင် BGF ရဲ့ဦးစီးမှုနဲ့စီကားနေခဲ့တဲ့ KK Pack မှကားများစိုက်ကင်များအဖို့တန်ပစ္စည်းများစွာကျန်ရစ်ခဲ့ကလူသူမရှိတဲ့မြို့ပြကြီးအလားအဆောင်အုံများစွာနဲ့ခြောက်ကပ်သွားခဲ့ကြောင်းနေဆက်သတင်းရင်းမြစ်များထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပန်တောင်ကပ္ပဆာ16ကိုကာကွယ်ရန်လက်နက်ကြီးစခန်းပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပန်တောင်မြို့နယ်ကပ္ပဆာ16 ရန်ချက်စက်ယုံအနီးမှာရှိတဲ့အဓိကကာကင်စကန်အသိန်းခံရပြီးနောက်စစ်ကောင်မရှင်ကလက်နက်ကြီးစကန်တွေကိုအခြေပြုရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်။0.666စကန်ကုန်သိမ်းယူခံရပြီးနောက်အနေရရှိလာတဲ့ကပ္ပဆတ်16ကိုကာကွယ်နိုင်ဖို့စက်ယုံရဲ့အနီးမတုံချောင်းတစ်ဖက်ကမ်းမှာရှိတဲ့မြောက်ဖက်ကုန်းမှာလက်နက်ကြီးစကန်ပြုတ်လို့ရန်နေရာယူပြင်ဆင်မှုများရှိလာကြောင်းတရင်ရမြစ်ထံကနေသိရှိရပါတယ်။28မိုင်ချောင်းတုံးကွနဲ့မတုံလမ်းပိုင်းဖလူချောင်းဖြတ်တဝိုက်မှာထိတွေ့တိုက်ပွဲတွေရှိနေတယ်။ ညောင်ကျိုးပတ်တော့ထိတွေ့မှုမရှိသေးဘူးညင်နေတယ်လို့စီးရီးသတင်းရှင်းမြစ်က AR time ကို ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကစတင်ကစစ်ကော်မရှင်ကလက်လွတ်ခဲ့ရတဲ့666.3ဘက်ကိုဥတည်စစ်ကြောင်းထိုးလာနေပြီးမတုံချောင်းအနီးမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရမှာစစ်ကော်မရှင်ဘက်မှထိခိုက်ဒေဆုံးမှုများပြားတဲ့အတွက်မတုံမနာယီကူညီမှုကားများအတက်အဆင်းပြုတ်လုတဲထုတ်နေရကြောင်းသိရှိရပါတယ်။နာယီကူညီမှုကားတွေတရက်ကိုနှစ်ခေါက်တမနစ်အတက်အဆင်းလုတဲနေရတယ်လို့ လင်မမီဘူးဖြစ်နေတယ်လို့သိရတယ်လို့ CDM ပိုကြီးစင်ရော်က ARE time ကို ပြောပါတယ်။ပကံကွဲကြေးရွာရဲ့တောင်ဘက်9ကီလိုမီတာအကွာအဝေးမှာရှိတဲ့666 point ဂုံးကို AA နဲ့ပူပေါင်းတက်ကသိမ်းယူပြီးနောက်စစ်ကော်မရှင်တပ်တွေကကာကင်းစကန်ကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်လာပြီးလက်နက်ကြီးစကန်များပါအခြေချလာခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းစင်လန်ကြေးရွာမှာလေသာတောင်ကျောဘက်ကိုစစ်ကုန်းနဲ့ရိတ်ခါပုံရင်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီး ိတ်ဆုံးထိခိုက်မှုများရှိခဲ့တယ်လို့သိရှိရပါတယ်။အေအေနဲ့ပူပေါင်းတက်တွေရဲ့စီးရီလမ်းကြောင်းမှာရခိုင်ရုံးမှလမ်းကြောင်းမှနေ၍အုံရှိပင်မှာရှိတဲ့ကပ္ပဆာစက်ယုံတွေဘက်ကိုဥတည်လာနေတဲ့အတွက်စစ်ကော်မရှင်ကညောင်ကျိုးလေသာတောင်တဝိုက်ပြန်လည်စွန့်မှုမှုရယူနိုင်ရန်စစ်ကူပေးနေရတဲ့အပြင်ကပ္ပဆာစက်ယုံတွေမဆုံးရှုံးရစေရန်အင်အားဖြည့်တင်းနေခြင်းလည်းဖြစ်ပါတယ်။စင်လန်ကိုအခြေပြုထားတဲ့စစ်ကော်မရှင်တပ်ဟာလေသာတောင်ကျောတဝိုက်မှာအေအေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက်တပ်များပြန်လည်စုခွာနေရကြောင်း သတင်းရင်းမြစ်ထံကနေသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ online လောင်းကစားဒိုင်များနဲ့ငွေလင်းလေသူတွေကိုစစ်ကောင်စီဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ရီနေဆက်မှာရှိတဲ့ online လိမ်လည်မှုဂိုင်းများထွက်ပြေးကြပြီးနောက်ပြည်ရင်းမှာရှိတဲ့ online လောင်းကစားဒိုင်များအပါအဝင်ငွေလင်းလေသူ28ဦးကိုဖမ်းဆီးကြောင်းဒီကနေ့ထုတ်စစ်ကော်မရှင်သတင်းစာမှာဖော်ပြပါဗျ။ပြည်ထဲမှာရှိတဲ့ online ဂိမ်းကစားသူအများဆုံးကစားတဲ့555 mix Batman 688 Salon, Inbest 789 Company Vienna, Mong 556, Shan 234, Duty 3D Gain Longaza website လောက်ကင်သူ Senior Commission စာအေဂျင့်များဖန်ဆီးရမိကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။စစ်ကော်မရှင်အာဏာသိမ်းမှုအထွေထွေကုန်စည်နှုန်းမြင့်တက်လာမှုနဲ့အတူငွေကြေးကျပ်တင်းမှုတွေကြောင့်လောင်ကစားလှုပ်ရှားသူများပြလာပြီးရင်းအပေါ်မှာမိခိုသူများပြလာကြောင်းတုံးဆွဲသူများထံကနေသိရှိရပါတယ်။ဒီကိန်းတွေကကြားဖြတ်မှန်းသိတယ်။ ဒါပေမဲ့မကစားဘဲမနေနိုင်ဘူးပတ်စံ2000နဲ့စဆော့ပြီးတော့အခုတင်းကြီးတဲ့အကောင့်ဖြစ်နေပြီ level တက်လာရင်ပတ်စံပမာဏများလာတဲ့ game application တခုတွေဝင်လိုက်ရင်ကစားနေတဲ့သူက3ယောက်ရှိတယ်ပတ်စံတွေအများကြီးနဲ့ကစားနေတာအဲ့ဒီအခါကိုကစိတ်ဝင်စားပြီးကစားကျင်တဲ့စိတ်ဖြစ်လာတယ်သူတို့တောင်နိုင်နေတာငါနဲ့နိုင်အောင်ဆော့မယ်ဆိုပြီးကစားပစ်သွားတယ်လို့ game ကစားသူတဦးကပြောကြပါတယ်ရန်ကုန်တိုင်းရန်ကင်းမြို့နယ်နဲ့တကုံမြို့တဲ့အရှေ့ပိုင်းမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မဟာအောင်မြင်မြို့နယ်မှာရှိတဲ့ စူပါစီနီယာအေဂျင့်များနဲ့ငွေလွှဲငွေထုတ်သူများအပါအဝင်အမျိုးသား18ဦးအမျိုးသမီး10ဦးစုစုပေါင်း29ဦးလက်ကင်ဖုန်း49လုံး laptop 1လုံး tablet 1လုံးမော်တော်ယာဉ်10စီးတို့ကိုတင်ဆက်ထားပြီးအမှုဖွင့်လက်အရေးယူမှဖြစ်ကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်။စလော့ဂိန်းကျွဲဂိန်းကစားတဲ့သူတွေအရင်များလာတဲ့ပတ်စံထုတ်တဲ့သူတွေဆိုရင်ဂိန်းကစားတဲ့လူတွေပဲပတ်စံရတာနဲ့ရှုံးတာဆိုရှုံးတာကပုံများပါတယ်လို့ KP ငွေလွှဲလုတ်ကင်သူတူကဆိုပါတယ်။ ယခုရက်ပိုင်းအတွင်းကရင်ပြည်နယ်မြောက်ရီမြို့နယ်စပ်မှာရှိတဲ့ KKPAC ဝင်းတဲကကြားဖြတ်လုပ်ငန်းလုပ်ကင်သူတွေကိုစစ်ကော်မရှင်ကဟန်ပြဝင်းရောက်စီးနှင်းပြီးနောက်ကြားဖြတ်လုပ်ကင်သူများထွက်ပြေးတင်းရှောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အာဆီယံအလဲကျဥက္ကဋ္ဌ၃နိုင်ငံကမြမအရေး၃ပွင့်ဆိုင်ဆွေးနွေးမယ်ဆိုတဲ့ဆောင်ပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်ကွာလာလမ်ပူမြို့တော်မှာကျင်းပမဲ့၄၈ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့အတူ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၃နိုင်ငံပါဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာ၃ပွင့်ဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေမှာပြုလုပ်မယ်လို့မလေးရှားနိုင်ငံကြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြောကြားပါတယ်။ဒီကနေ့အော်တိုဘာလ၂၄ရက်နေ့နေ့လယ်ပိုင်းမှာကျင်းပမယ့်အဆိုပါအစည်းအဝေးမှာမြန်မာနိုင်ငံအတွင်းနောက်ဆုံးအခြေအနေတွေမြန်မာနိုင်ငံရဲ့အကျအတဲအတွက်အာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းသောအလုံးပါဝင်သောအဖြစ်အရာကြီးကျိုးပမ်းမှုတွေကိုဆွေးနွေးမယ်လို့သိရှိရပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကို ာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝန်ကြီးချုပ်အန်နွာအီဘရာဟန်နဲ့တူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာမီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟာဆန်ကပြောပါတယ်။ယခုနှစ်အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဗူရီလနဲ့မေလအတွင်းမြန်မာတပ်ဆိုင်သူတွေနဲ့နှစ်ကြိမ်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဆွေးနွေးမှုတွေထဲမှာအပြစ်ခတ်ရစေးရေးဘေးတင်ပြည်သူတွေထံကိုလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ ဒုတိယအကြိမ်တွေ့ဆုံမှုဟာတော်လိုင်းအင်အားစုတွေနဲ့ပထမဆုံးအကြိမ်တိုက်ရိုက်ဆက်သွယ်မှုဖြစ်လို့တမိုင်းမှတ်တမ်းတစ်ခုလို့သူကဆိုပါတယ်မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလီလောင်း9000ကျော်နဲ့အဆင့်3ဆင့်ပြုတ်လောက်သွားမယ်လို့မူအမတ်ဟာဆန်ကရှင်းပြပါတယ်အာဆီယံအဖွဲ့တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲစောင့်ကြည့်လည်လာဖို့ဖိတ်ကြားထားပေမဲ့အရင်ဆုံးအာဆီယံအဖွဲ့အတွင်းစုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောထားပါတယ်မလေးရှားဝန်ကြီးချုပ်က သူမပါဘူးလို့အတည်ပြုစေအုစုအတွက်နှစ်စဉ်တိုင်းလိုလိုအာဆီယံထိပ်သီးအစည်းအဝေးတိုင်းမှာအဆက်တကွဲအကျိုးနဲ့အဖြစ်နဲ့အမြင့်ရင်ဆိုင်ခဲ့ရသည့်ကြီးတာဖြစ်ပါတယ်စေအုစုကိုထောက်ခံနေကြသူတွေကလည်း၎င်းတို့ကောင်းဆောင်ကြီးအားတရုတ်နဲ့ရုရှားကောင်းဆောင်များကိုယ်တိုင်ကဖိတ်ခေါ်ခံထားရပြီးဖြစ်တဲ့အတွက်ဒီတစ်ချိန်မှာတော့အာဆီယံနဲ့မတက်တာတော့ဖိတ်ခေါ်ရတော့မယ်လို့မျှော်လင့်ခဲ့ကြပါတယ်မျှော်လင့်ချက်များပြင်းထန်လာ၍နောက်ဆုံးတက်ရောက်ရမယ်လို့လိန်ညာတရင်လွှင့်ရသည့်အသည့်ဖြစ်သွားခဲ့ရပါတယ် သို့တော့ကွာလာလမ်ပူကိုမနေ့ကဆက်ရောက်လာတဲ့မြန်မာကိုယ်စားလှယ်အဖွဲ့မှာတော့မင်းအောင်လိုင်းပါမလာရှာတော့၎င်းအစားစေအုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဟော့ကန်စွမ်ကိုသာတွေ့လိုက်ရပါတယ်။တက်ရောက်လာခဲ့တဲ့နိုင်ငံတကာမှကိုယ်စားလှယ်ကြီးများတရင်ဌာနတွေကလည်းမြန်မာကောင်းဆောင်ရဲ့ထိုင်ကုန်မှာဟာလာဟင်းလင်းကြီးဖြစ်နေသည်ကို သတိမထားမိပဲနေကြမှာမဟုတ်တဦးတယောက်ကြောင့်နိုင်ငံကုန်သိက္ခာကြာဆင်းရတဲ့အဖြစ်ပါ။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်း မင်းအွန်လိုင်းကိုဖိတ်ခေါ်ထားခြင်းမရှိကြောင်းနဲ့မိမိတို့ဟာအချက်၅ချက်အတိုင်းသာယက်တီသွားမယ်လို့တူတူတုတ်တုတ်ပင်အတည်ပြုပြောဆိုခဲ့ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကရှင်းလင်းရမှာပြဿနာမှာအတိကပါဝင်ပတ်သက်နေသူများနဲ့ဖေဗူရီလမှာတစ်ချိန်မီလာထဲမှာတစ်ချိန်ကြည်ကြည်ပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှစ်ဦးနှစ်ဖက်တွေ့ဆုံဖို့ဖေဗူရီလမှာနှစ်ဖက်စလုံးကပေးချခဲ့ပေမယ့်မီလာတွေ့ဆုံမှုအပြီးမှာတော့နှစ်ဖက်တိုက်ရိုက်ဆက်သွယ်မှုများရှိလာခဲ့ကြောင်း ဤဒီကပင်မိမိရရှိခဲ့တဲ့တိုးတက်မှုဖြစ်တယ်လို့ဆိုပါတယ်မြန်မာမှာဖြစ်ပေါ်နေမှုများပေါ်ဖြေရှင်းရန်ဆိုကသုံးနိုင်ငံညှိနှိုင်းရေးရန်နရာအဖွဲ့ဝင်များဖြစ်တဲ့ယခင်လက်ရှိနဲ့လာမယ့်ဥက္ကဋ္ဌနိုင်ငံများနဲ့တွေ့ဆုံတဲ့အခါအသေးစိတ်တင်ပြသွားမယ်လို့ပြောခဲ့ပါတယ်ထို့အဖွဲ့က2023ခုနှစ်မှာတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်မလေးရှားပါလီမန်အမတ်ဝေါင်ချင်းကအာဆီယံအစည်းအဝေးများမှာအချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီးအာဆီယံတချင်းများစုံလင်ုံနဲ့အလုံးမဖြစ်တော့ဘူးလို့ မကြာသေးမီကပြောဆိုသွားခဲ့ပါတယ်။ယခု2025ခုနှစ်နှစ်ကုန်ပိုင်းကိုရောက်လာပြီဖြစ်တဲ့အတွက်အာဆီယံအနေနဲ့လမ်းကြောင်းတစ်ဖို့ထုတ်ရန်အခွင့်အလမ်းများပေါ်ထွက်လာနေပြီလို့ The Diplomat စာဆောင်မှာရေးသားထားပါတယ်။အပေကြောင့်အချိန်ကောင်းဖြစ်လာရတယ်လို့ဆိုတော့စီအိုစုဟာဂမူးရှုတို့ဖြစ်လာနေပြီးအတူရောင်ရွေးကောက်ပွဲကိုဖန်တီလာပါတယ်။အတင်းအကျပ်စစ်သားစုဆောင်မှုကိုအရှိန်မြင့်လာတယ်။အရက်သားများကိုအကြမ်းဖက်တပ်ဖြတ်မှုများတိုး၍ပြုလုပ်လာနေပါတယ်။ထိုချက်တွေဟာ အာဆီယံကိုတပြားဟောင်းကြည့်တဲ့ထက်တလဲလဲဖွင့်နေရမယ့်အချိန်မဟုတ်တော့ဘူးဆိုတာကိုလှုံ့နှိုးနေခြင်းလည်းဖြစ်ပါတယ်။ဒီတာဝန်ကိုအာဆီယံတခုတည်းတာဝန်မယူတဲ့အာရှပစိဖိတ်နဲ့ဥရောပနိုင်ငံများမှာရှိတဲ့ဒီမိုကရေစီနိုင်ငံများနဲ့လက်တွဲလှုပ်ဆောင်သွားတင်ပါတယ်။ဤဒီကလည်းနိုင်ငံတနိုင်ငံမှာရှိတဲ့ပြည်သူများရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုလေးစားမှုရှိတယ်ဆိုတာကိုပြဆိုလိုက်ခြင်းဖြစ်ပြီးလူတက်နေတဲ့စစ်အုပ်စုနဲ့ဖလဲတကင်းလှုပ်ဆရာမလို့ဘူးလို့យေတာထားပါတယ် ယခုခါအာဆီယံအစည်းအဝေးကြီးနီးကပ်လာနေပြီးအားလုံးရဲ့ဝေဖန်ပြစ်တင်မှုတွေကမြင့်တက်လာနေခြင်းလည်းဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့ဦးဆောင်မှုနဲ့ဆက်သွားနေပြီဆိုကတိုင်းပြည်ဟာမြည်တို့မြပြန်၍နလန်ထူလာနိုင်စရာအကြောင်းမရှိဘူးလို့အားလုံးကသုံးသပ်ထားကြပြီးဖြစ်၍၎င်းတို့အားမြည်သည့်နီးနှင်းမြအတိအမှတ်ပြုတဲ့ပုံစံမျိုးမရောက်အောင်လုပ်ဖို့အာဆီယံကိုဝိုင်းဝန်းအရေးဆိုနေခြင်းသာဖြစ်ပါတယ်။ကျွန်တော်ဖို့ကတော့အမေစုရဲ့အာဆီယံပုံရိပ်တွေကိုပြန်လည်ကြည့်ရှုရင်လူယုံမှတစုကြောင့် ရေဒိန်နေရမလို့ဖြစ်နေတာကိုယူကျုံမရဖြစ်နေမိပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါရခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုဇောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရတယ်။နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးဖတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။